ကားတက်တော်အေးကရခိုင်ပြည်နယ်နဲ့မလေးရှားနိုင်ငံကိုပို့ဆောင်ရောင်းချမဲ့ငွေကျပ်195.85ဘီလီယံတမိုးရှိရဲ့မူရစ်စည်းဝါးတွေကိုဖမ်းဆီးရမိတယ်လို့စစ်တပ်ကအော်တိုဘာလ9ရက်နေ့မှာထုတ်ပြန်ပြောကြားထားပါတယ်။ ICE 3438ကီလိုဂရမ်နဲ့ကက်တမင်း2198ကီလိုဂရမ်တွေကိုစက်တင်ဘာလနောက်ဆုံးအပတ်ကဖမ်းဆီးရမိတယ်လို့ထုတ်ပြန်ချက်ထဲမှာပါရှိတာပဲဖြစ်ပါတယ်။ရန်ကုန်တိုင်းလှေကူးဖောင်ကြီးသွားကားလမ်းပေါ်မှာရှိတဲ့ အောင်ခန့်ကျော်နဲ့ထက်ဝေဖြိုးတို့မောင်းနေလာတဲ့ရှင်ဘော်ကနေငွေကျပ်35တသမ6ခွန်ဘီလီယံတန်ဖိုးရှိရဲ့မူရစ်စေးဝါးတွေထန်းနပင်မြို့နယ်စီပင်သာကျေးရွာကစော်လင်းနဲ့စောစင်မင်းဟန်တို့ရဲ့အိမ်ကနေ49တသမ6ခွန်ဘီလီယံတန်ဖိုးရှိရဲ့မူရစ်စေးဝါးတွေနဲ့တုံးကမြို့နယ်တမစိတ်တကျေးရွာအနီးနာကကျော်နိုင်ရဲ့နေအိမ်ကိုအောင်ကိုရောင်ကနေ109တသမ6ဘီလီယံတန်ဖိုးရှိရဲ့မူရစ်စေးဝါးတွေနဲ့ စေဝါတဲ့မော်တော်ယာဉ်တွေကိုဖမ်းဆီးရမိတယ်လို့ဆိုထားတာပဲဖြစ်ပါတယ်။အဲ့ဒီမူရစ်စေဝါတွေကိုစက်တင်ဘာလ24ရက်နေ့မှာဖမ်းဆီးရမိပြီးတဲ့နောက်ဖမ်းဆီးရမိသူတွေရဲ့ထွက်ဆိုချက်တွေအရအေအေရဲ့မူရစ်စေဝါတွေဖြစ်တယ်လို့စစ်တပ်ဘက်ကထုတ်ပြန်ထားတာပါ။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ AA ပြောရေးဆိုခွင့်ရှိသူဥခိုင်ဒုက္ခကိုဆက်သွယ်မေးမြန်းပေမဲ့ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။ မူရေးစေဝါနဲ့ပတ်သက်ပြီးတော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့မူရေးစေဝါကိစ္စကစစ်တပ်ရဲ့ဆွဆွဲပြောဆိုချက်တာဖြစ်ပြီးတော့ဒီလောက်တန်မိုးရှိရဲ့ငွေပမာဏသာရှိမယ်ဆိုရင်စစ်တပ်ရဲ့လေရင်တွေကိုရင်ကောင်ရိုက်တယ်လို့တစည်းချင်းပြစ်ချရမယ်ဆိုပြီးတော့ ARD သတင်းဌာနကိုတုံ့ပြန်ပြောဆိုခဲ့ပူပါရရှင်။